ချက်စီတင်ကိုအပင်းကြ brother ညီကိုပြိတ္တတိအလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစီလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်ခင်းအတွက်ချက်စီသတင်းတွေကိုဒီ brief မှာတစုစီရဲစူးစီးဖို့ပြတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းနေနေရတော့ဒါကျွန်တော်တို့ dandy ဖြစ်သွားတဲ့အပြောင်းရွှေ့လေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ diary of isuko ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါကွဲလေကစားသမားလေးပေါ့နော်ဒီစားသမားလေးကိုလွန်ခဲ့တဲ့ ဟိုလာရီကလေးကအသက်နေထွက်နေခဲ့တာဖြစ်တယ်။ဒါကျွန်တော်ရဲ့ဗီဒီယိုမှာလည်းတင်ဆက်ခဲ့ပြီးသားဖြစ်တယ်ပေါ့နော်။ဆိုတော့အသက်ကအခုမှ20ပဲရှိသေးတယ်။အသက်20ရွယ်ကစားသမားလေးကိုချက်စီးတင်ကခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိသုံးသက်ချက်တွေအရဆိုလို့ရှိရင်တော့ဒီလိုမျိုးလူငယ်ကွဲလက်နောက်ထပ်ကစားသမားတွေကိုထပ်ခေါ်တာဒီအထူးသဖြင့်ချက်စီးတင်မှာကျွန်တော် strong ဖြစ်တဲ့ကွင်းလယ်3ယောက်ရှိတယ်ဗျာ။အန်ဇိုရဲ့ကိုင်စီရိုရဲ့လဗီယာရဲ့ပေါ့နော်ဆိုတော့ဒီ၃ယောက် situation မှာလဗီယာက အားလုံးဒီအတိုင်းပဲ injury ကြောင့် ပေါ်ပြောက်ဖြစ်နေတဲ့အခြေအနေမျိုးတွေရှိတယ်ဗောနော်ဆိုတော့အဲ့ဒီအနေထားမျိုးတွေမှာ backup ပုံစံမျိုးနဲ့နောက်တစ်ခါလေး guide စီတို့နားလို့ရအောင်တစ်ခါလေး levia အဗလီဘမ်မဖြစ်တဲ့အခါမှာတုံးလို့ရအောင်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ခေါ်ယူခဲ့တာဖြစ်တယ်လို့ကျွန်တော်ကြားသိရတာဖြစ်တယ်။ဒါပေမဲ့သို့တော်တစ်ဖက်မှာကျွန်တော်တို့မှာလူငယ်ကိုယ်လှယ်ကစားသမားတွေရှိတယ်ဗျ။အဲ့ကစားသမားတွေရောချက်စီးတဲ့နေနဲ့မတုံးတော့ဘူးလားဆိုတော့မိကုန်းတွေကတော့ပို့ပြီးတော့လေဒီအပြောင်းရွှေ့ရဲ့ နောက်ွယ်မှာထွက်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့ Isuzu ဆိုတဲ့ကစားသမားလေးကိုခေါ်ယူနိုင်ခဲ့တဲ့အကြောင်းလေးပရိသတ်တွေကိုတင်ဆက်ပေးနေတာပါ အဲဒီနောက်မှာတော့ကျွန်တော်နာမည်ကျော်အားကစားတဲ့နောက်ဖြစ်တဲ့ Fabrizio Romano ရဲ့ဖော်ပြချက်အရလက်ရှိမှာ Chelsea အသင်းအနေနဲ့သူတို့ရဲ့ကစားသမားဖြစ်သူ Sancho နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချိန်ကာလအပိုင်းခြားတစ်ခုကိုရောက်ရှိလာပြီလို့ဆိုလာခဲ့တာပါထူးသဖြင့်တော့ဒီနေ့မနက်ဖြန်ဒီရက်သက်တစ်ပတ်အတွင်းမှာ Chelsea အသင်းအနေနဲ့ Sancho နဲ့ပတ်သက်တဲ့ decision တစ်ခုကိုချမှတ်တော့မှာဖြစ်တယ်လို့သိရတယ်။ဒါကြောင့်လက်ရှိချိန်တွေမှာဆိုလို့ရှိရင် Sancho အတွက်ရော Chelsea အသင်းအတွက်ပါအရေးကြီးတဲ့တကယ်ကို crucial time တွေဖြစ်လာပြီလို့ကျွန်တော်နေနဲ့သိရတယ်။ Chelsea အသင်းအနေနဲ့ဒီကစားသမားကိုဆက်ထိန်ရင်ဘယ်လောက်ထိသူတို့အတွက် ရလက်ကောင်းနေရှိနိုင်မလဲဒါမှမဟုတ်ဒီကစားသမားဘက်ကရောဒါတို့ လိုချင်တဲ့လစာမျိုးကိုဆွတ်တောင်းနေမှာဆိုရင်တို့အတွက်ရေရှည်မှာဘလောက်ထိထိခိုက်သွားနိုင်တယ်စရိုင်းနဲ့ပတ်သက်ပြီးတော့ချက်စီးတင်းကတေချာလေးစဉ်းစားဆုံးဖြတ်တော့မှာဖြစ်တယ်လို့ကျွန်တော်ねသိရတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်အတွင်းမှာပဲဂျေရန်ဆန်ချိုရဲ့အနာဂတ် future တစီရှင်ကဘလို့ဖြစ်မလဲဆိုတာကိုကျွန်တော်တို့သိရမှာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့နောက်ထပ်တိုက်စစ်ကစားသမားတို့ဦးဖြစ်သူယာဖီလစ်ဖြစ်ပါတယ်ဆိုတော့ဖီလစ်ကိုလည်းချက်စီးတင်ကလက်ရှိချိန်မှာဘန်ဖီကာအသင်းထံရောင်းချဖို့အတွက်ဘန်ဖီကာနဲ့ချက်စီးတင်တို့ကြားဆွေးနွေးမှုတွေရှိနေတယ်လို့သိရတာပါ ဖိလစ်တီဒါပေါ်တူဂီကလပ်အသင်းတွေနဲ့မနှိစက်ခဲ့တာကြာပြီပေါ့နော်ဒါပေမဲ့အခုချိန်မှာချက်ဆီအသင်းကဖိလစ်ကိုသူတို့ရဲ့ပလန်မှာမပါဝင်တော့တဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါမှာတခြားသောခေါ်ယူခြင်းနဲ့အသင်းတွေကလည်းတိတ်ပြီးမကမ်းလန်းလာလားဘာလားတော့မသိဘူးလက်ရှိမှာဘင်ဖီကာနဲ့ချက်ဆီအသင်းကဆွေးနွေးနေကြတယ် ဆွေးနွေးမှုတွေအောင်မြင်သွားမယ်ဆိုလို့ရှိရင်တော့ဖီလစ်အနေနဲ့ဘန်ဖီကာကိုပြောင်းရွှေ့ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ဆိုတော့ရာဟူဖီလစ်ကတော့တနာဖို့တော့ကောင်းပါတယ်။ချက်စီးတင်းကိုရောက်ရှိပြီးကြတဲ့ကသူ့အနေနဲ့ပုံမှန်ပွဲထွက်ခွင့်တွေရုန်းကန်ခဲ့ရဆိုနောက်ပိုင်းမှာအငှားကစားရတယ်။အဲနောက်မှာတော့ဒါရောင်းချဖို့အတွက်ပြင်ဆင်ခြင်းကိုခံနေရတဲ့ကစားသမားတူဦးပဲဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ဖီလစ်အနေနဲ့ဘယ်လိုမျိုးရှေ့ဆက်မလဲဆိုတော့အနာဂတ်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကအဲစောင့်ကြည့်သွားမှာဖြစ်ပြီးတော့ပေါ်တူဂီကိုပြန်ရမလားဆိုတာကတော့သူ့ရဲ့ကတရားပေါ်မှာပဲမူတီ မူတည်နေခဲ့တာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ပရိသတ်တွေကတော့ဖီလစ်ကိုကြိုက်ကြပါတယ်တိုးတော်လည်းပဲအာကစားသမားအနေနဲ့ပုံမှန်ချက်စီတင်းမှာပေါ်ထွက်ခွင့်ရဖို့နေတဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ပလန်ထဲမှာတော့မပါဝင်တော့တဲ့အခြေအနေမျိုးကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျာတပတ်မှာလည်းကျွန်တော်တို့ Frankfurt ရဲ့ကျွန်တော်တိုက်စီမှုဖြစ်သူ Hugo Akitai နဲ့ပတ်သက်ပြီးတော့ update သတင်းထပ်တက်တယ်ဂျာမန် outlet တွေရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်တော့ချက်စီတင်းက အဲဒီကစားသမားရဲ့ပြောင်းရွှေ့ခြေကတော့သူတို့အတွက်မနှစ်မြို့စရာအနေထားမျိုးဖြစ်ပေမဲ့ကစားသမားရဲ့အခြေအနေနဲ့ပတ်သက်ပြီးချက်စီတင်ကခြေတလန်းထပ်တိုးလာတဲ့အနေထားမျိုးတွေရှိတယ်လို့သိရတယ်။အထူးသဖြင့် front back ကိုအဲသူတို့အနေနဲ့ရောက်အောင် negotiate လုပ်နိုင်ဖို့အတွက်ရည်ရွယ်နေတယ်။ဘာလို့လဲဆိုတော့ Akitai ဟာသူတို့ရဲ့ quality နဲ့ ကျွန်တော်တို့ကိုက်ညီတဲ့ကစားသမားတူဖြစ်တယ်လို့ချက်စီးသမကအပြည့်အဝယုံကြည်နေတယ်။တစ်ဖက်မှာလည်းဒါကစားသမားကိုယ်တိုင်ကထွက်ချင်တဲ့ဆန္ဒမျိုးချက်စီးသင်းကိုပြောင်းချင်တဲ့ဆန္ဒမျိုးရှိလာခဲ့မယ်ဆိုလို့ရှိရင်ဒါ front back တတ်မှတ်တဲ့ပေါင်၈၄သန်းဆိုတဲ့ပမာဏကိုချက်စီးသင်းနေနဲ့ချလို့ရမယ်လို့ယုံကြည်နေလို့လည်းသိရတယ်။သူတပိကတော့ချက်စီးသင်းကပေါင်သန်း60ဝန်းကျင်လောက်ပဲသုံးချင်တာဖြစ်တယ်။ကွာဟာချက်ကတော့တော်တော်လေးကြီးမားနေတယ်ဆိုတဲ့အနေထားတည့်ရမှာတော့ရက်တည်နေတာဖြစ်တယ်။တော်တော်ရ ရနိုင်မဲ့အခွင့်အရေးမျိုးစုံကိုချက်စီးတဲ့နေနဲ့အသုံးပြုပြီးတော့ဒါခေါ်ယူနေတာဖြစ်တယ်။လက်တလုံးမှာတော့ front back ကဒီကျွန်တော်အာခီတိုက်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုတွေကိုကလပ်အသင်းအများပြားထံကနေရရှိထားတယ်လို့သိရတယ်။ဆိုတော့ချက်စီးတဲ့အသင်းနဲ့တော့မဟုတ်ဘူး။ကျန်တဲ့ Premier League ကလပ်အသင်းနဲ့အပါအဝင်တခြားသောဥရောပထိပ်သီးကလပ်အသင်းတွေကလည်းအာခီတိုက်ရဲ့ saturation နဲ့ပတ်သက်ပြီးတော့အဲစိတ်ဝင်စားမှု ရှိကြတယ်ပေါ့နော်။ဒါကြောင့်လက်ရှိချိန်ထိတော့ တို့အနေနဲ့လည်းမဆုံးဖြတ်ရသေးသလိုခုနလိုမျိုးတို့ကစားသမားကိုစိတ်ဝင်စားတဲ့အသင်းတွေများတော့ညာလဲပဲ official ကမ်းလှမ်းနဲ့ကမ်းလှမ်းချက်မျိုးတော့အခုချိန်ထိတခုမှလက်ခံရရှိထားခြင်းမျိုးတော့မရှိသေးဘူးလို့ကျွန်တော်တွေသိရတာပဲဖြစ်ပါတယ်ဆိုတော့မနေ့ကအထီကိုချက်စီးအသင်းတွေနဲ့ Archetype ရဲ့ပြောင်းရွှေ့ခြေကြောင့်မို့လို့ငြိမ်သက်နေတယ်ဆိုပြီး ကျွန်တော်တို့ကြားတာပေါ့နော်အခုတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ဒါခြေလန်းတွေကဆက်ပြီးတော့လှမ်းနေစေဖြစ်တယ်လို့လည်းကြားပြန်တယ်ဒီလိုပဲရာမဲဂန်တင်နဲ့ပတ်သက်လို့ရှင်လေဒါအသံထွက်တုံးမဲ့ပေါ့နော်အထူးသဖြင့်တော့ကစားသမားကချက်စီးကိုစိတ်ရိုင်လာတဲ့အထမျိုးရှိတယ်ချက်စီးနဲ့ဒီကျွန်တော်တို့ကစားသမားကိုအရေးဦးဆုံးစီယုံသိမ်းသွင်းတဲ့ပုံစံမျိုးကိုတွားပြီးတော့မှ သူတို့ရဲ့ကလပ်အသင်းတွေကိုချင်းကပ်ခြင်းနဲ့ပုံစံမျိုးမှာရှိတယ်လို့ကျွန်တော်တို့ရေဘူးရအားဖြင့်နားလည်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ Garden ဆိုလို့ရှိရင်လည်းဒီတိုင်းပဲချက်စီးတဲ့တာဝန်ရှိသူတွေကကစားသမားကိုဒါအနာဂတ်ချက်စီးပလန်တွေနဲ့ပတ်သက်ပြီးတော့တွယ်ဝိုက်သောနီးလန်းတွေနဲ့စီယုံသိမ်းသွင်းတာမျိုးတွေကိုပြုလုပ်နေတဲ့အနေအထားမျိုးတွေရှိတယ်တဲတော့သွားလုပ်လို့မရဘူးဗျအကုန်ညှိကုန်လိမ့်မယ်ဆိုတော့တစ်ဖက်မှာလည်းဒေါ်မွန်ကတော့တန်း90လို့ရှိနေတယ်ပေါ့နော်ဆိုချက်စီးတဲ့ကဒီစားသမားနဲ့ပတ်သက်ပြီးတော့လည်းအကောင်းဆုံးသူသဖြင့် transfer fee ကို တေချာလေးညှိနှိုင်းပြီးတော့မှအကောင်းဆုံးဖြစ်နိုင်မဲ့ saturation တစ်ခုကိုဖန်တီးကျင်နေတယ်။သို့တော့တေချာတစ်ခုကချက်စီးသိမ်းသည့်ဒီရာသီမှာတော်မတိုက်စစ်တွေကိုအားပြေးဖို့အတွက်ကြံရည်နေတဲ့အထက်မှာရာမဲကတ်တင်နဲ့ကျွန်တော်တို့ အာခေတိုက်တို့ကတော့လက်တလုံးမှာတော့လေးအတန်ထွက်နေတယ်တစ်ဖက်မှာလည်းခါနာချိုတို့ပါတို့နောက်ကနေလိုက်နေတဲ့အပိုင်းတွေရှိတယ်နီကိုဝီလီယံတို့ပေါ့နော်ဆိုတော့ဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်သွားမှာဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်ရဲ့ကိုသမားဖြစ်သူရောဘတ်ဆန်ချက်ပါဆန်ချက်ကိုချက်စီးသိနေတဲ့ဒီနူယာဒီ transfer window မှာအများဆုံးရောင်းချဖို့အတွက်ပြင်ဆင်နေရလို့သိရပါတယ်အားလုံးသိတဲ့အတိုင်းပဲ Brighton ကလည်းကျွန်တော်တို့ခေါ်ယူခဲ့ပြီးတော့မထင်မှန်ထားလောက်အောင်နံပါတ်1ကိုသမားနေရာကိုရရှိသွားတဲ့အဲကိုသမားဖြစ်သူဆန်ချက်အနေနဲ့ဒီအားဒီမှာလည်း Tromason နဲ့ နည်းနည်းလေး drama ဆန်နေပေါ့နော် true မတော့ဖြစ်တယ် true မကျော် chelsea ပြည်သက်တွေရတာပေါ့နော် drama ဆန်နဲ့ခင်းချင်းတွေပြန်ဖြစ်အောင်လားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ် ်ဆိုတော့မနေ့က Guardian ဖော်ပြချက်မှာကလေးကစမ်းချက်တီရောင်းချမဲ့ကိုသမားတယောက်အဖြစ်ပါဝင်လာခဲ့တယ်လို့အထူးသဖြင့် Chelsea အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့စမ်းချက်ရဲ့ normal condition တွေနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ certify မဖြစ်ဘူးလို့ကျွန်တော်ကြားရတယ်ပေါ့နော်ဆိုတော့အနေထားမျိုးတွေကြောင်းမလို့စမ်းချက်ကိုပြန်လည်ပြီးရောင်းချဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့ပြည်သက်တွေစမ်းချက်ထက်ဆိုင်ကြိုက်ကြတဲ့ Petrovic ကလည်း Chelsea အသင်းရောင်းချမဲ့ဆင်းထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီကိုသမားတွေရဲ့အခြေအနေအပြောင်းလဲတွေကလည်းကျွန်တော်တို့တွေလာမယ့်ရက်တွေမှာကျွန်တော်မြင်တွေ့ရမယ့် အနေထိုင်မှုရှိနေတာပဲဖြစ်တယ်ပေါ့နော်။ဆိုနောက်ဆုံးသတင်းမုတ်အနေနဲ့ကျွန်တော်လေယံဒဲလက်ကချက်စီအသင်းရဲ့အထူးသဖြင့် Conference League ပွဲစဉ် Final မှာလာရောက်ကြည့်ရှုပြီးတော့ချက်စီအသင်းရဲ့ အဲတွားနေတဲ့လမ်းကြောင်းတွေချက်စီးတင်ရဲ့ပုံသဏ္ဍာန်တွေကိုသဘောကျခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒဲလန်နေနဲ့မပြောင်းရွှေ့ခင်မှာကလေးကနီးပြတဲ့စကားပြောဆိုခဲ့တာတွေရှိတယ်လို့သူကိုယ်တိုင်လည်းချက်စီးတင်ကိုလေးလာပြီးတဲ့အချိန်မှာချက်စီးတင်ရဲ့လမ်းကြောင်းကိုသဘောကျနှစ်သက်မှုအပြည့်ရှိတာကြောင့်မို့လို့ချက်စီးတင်ကိုပြောင်းရွှေ့ဖို့အတွက်ကိုဒစီရှင်ချမှတ်ခဲ့တာလို့ကျွန်တော်တွေလည်းသိရတယ်လို့တစ်ဖက်မှာလည်းမာရက်စကာအနေနဲ့ကလပ်ဝေါ်ကပ်မှာကလေးကဒဲလန်ကိုအာဗျူဟာကြကြအသုံးပြုဖို့အတွက်ကြံစီနေတယ်လို့လည်းကျွန်တော်ကြားသိရတာဖြစ်ပါတယ်ခင်ဗျာ။ဒါတကောက်ကျွန်တော်တို့ဒီကနေ့မှလည်းခင်မှာတိဆက်ပေးတဲ့ချက်စီးတင်အကြောင်းလေးတွေဖြစ်ပါ ါတယ်။ဆုံးဒီကြည့်ရှုအားပေးကြတဲ့ဘရာသန်ကြီးကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲ see you next video ပါနော်။